အဲ့ line 20ကျော်လုံးကိုကျွန်တော်အားလုံးချုပ်ပြီးကျွန်တော်ဆက်နဲ့ကရုံးတုံးလိုက်တယ်။တုံးပြီးတော့အဲ့အယောက်20ကျော်လုံးကနောက်နေ့မနေ့မှာအဲ့တက္ကသိုလ်ကျောင်းမှာလာပြီးဟိုကြီးဝတ်တာ။အဲ့ကျွန်တော်သားလည်းပါအကုန်ပါအဲ့အဲ့လိုရရင်မဟုတ်ပါဘူးကွာဒီတရားဆရာကြောင့်မဟုတ်တာဆိုတော့ကျွန်တော်တကယ်ချင်းမနစ်ကကျွန်တော်မွေးနေ့ ညဘောနော်မွေးနေ့မတိုင်ခင်တည့်ရညမှာအားလုံးစုရစားကြဆောင်ကြတယ်တကယ်ချင်းနေအားလုံးကျွန်တော်မွေးနေ့ကိုအားလုံးဟွာလောက်လာကြတယ်လူအယောက်20ကျော်လာတယ်အဲ့လိုက်20ကျော်လုံးကိုကျွန်တော်အားလုံးကိုချုပ်ပြီးကျွန်တော်ဆက်နဲ့ကရုံးတုံးလိုက်တယ်တုံးပြီးတော့အဲ့အယောက်20ကျော်လုံးကနောက်နေ့မနေ့မှာအဲ့ဒီတရားကြောင်မှာလာပြီးဟိုကြီးဝတ်တာအဲ့ကျွန်တော် သားလည်းပါအကုန်ပါတယ် ဟုတ်ကဲ့အဲသားဖန်နေတော့လည်းကျွန်တော်ကျွန်တော်တငငချင်းတအုပ်စုလို့အဲကျွန်တော်တို့တစ်ဖွဲ့လုံးဝကြတာဆိုတော့အားလုံးအမှတ်တရပါကျွန်တော်တို့မိသားစုကြီးအကြီးသူကသူနောက်ပြီးတော့ဟိုကကျွန်တော်တို့ဘက်တုန်းကကျတော့သူတငငချင်းတွေကကျွန်တော်တငငချင်းတွေကအများကြီးပါတယ်ဆိုတော့သူတို့လည်းအမှတ်တရဖြစ်အောင်ပေါ့နေ့ကတော့ဘုံဘုံပြောနေသေးတယ်ဒီနေ့တော့ကျွန်တော်တို့ဘုံကြီးမွေးပြဘူးဟာမနစ်ကတော့ဘိုးပြကြဒီနေ့ကတော့ဟိုဒီငလင်မေးပါမေးနဲ့ကဲသေးပါသွားနေရတယ်ဆိုတော့လူကလည်းသိမစုံကြအောင်အဲ့လိုမဟုတ်ဘူးကြာကျွန်တော်အသက်လည်းမိထားမှုပေါ့ဟိုလေအခုကတော့42နှစ်ပြည့်ပြီးတာပေါ့ပြည့်ပြည့်တာပေါ့42နှစ်ပြည့်တော့မွေးညီပါညာဆိုတော့အရင်တော့လည်း ဟိုလိုမျိုးမွေးနေ့ပွဲဆိုတာမျိုးကျွန်တော်လုံးလေးလောက်ထားတာမရှိဘူးတကယ်ချင်းနဲ့ပုံမှန်ဆွတ်ဆွပြီးတော့တွေ့ကြတာပေါ့အဲ့လိုပါပဲကျွန်တော်တို့ရောက်လာတဲ့ဇလန်းပေါ်ကိုမူတည်ပြီးတော့စဉ်းစားရတာပေါ့နော်အဲ့ခါကျတော့ကိုရက်ရှင်လို့ဆိုပြီးဒုက္ခတွေလည်းရှိတော့ရှိပါတယ်